ကသဗ္ဗရဲ့ဘဝနဲ့ဓမ္မအပိုင်း၈ပါးဘာပြောပြခြင်းသလဲဆိုတော့တယုဒ္ဒနိကေမှာလာတဲ့သုတ်တန်နှစ်ခုကိုဦးဇင်းတို့တွေပြောပြပါမယ်။အဲဒီသုတ်တန်နှစ်သုတ်ကိုချင်းအဲနှစ်ချုပ်ပြီးပြောရမယ်ဆိုရင်ဒီသုတ်တန်နှစ်ခုကိုအနှစ်ချုပ်ပြီးပြောရရင်တော့ အရှင်မဂတ္တပကိုရောမြတ်ကြီးရသဂျိုမျိုးနဲ့မဏိမဝေပိပလိလန်ကူမှာသတင်းသုံးတယ်မနေ့ပိုင်းရသဂျိုမျိုးရဲ့စွန့်ကန်ဝင်ရဲ့တခါတခါစွန့်မခံခင်မှာဝေလုံဝန်ကြောင်းတော် ဖရာကို သွားပြီးတော့ဥတိုက်တယ်တခါတလေကြတော့လည်းပဲစွန့်ခံပြီးတော့မှဝေလုံဝန်ကြောင်းကိုသွားလိမ့်ရှိတယ် အဲ့ဒီတော့အသွာသို့မဟုတ်အပြန်တရက်တစ်ကြိမ်တော့ဖျားရှိရင်ဖျားရှိတဲ့အကြောင်းကိုမြတ်စွာဘုရားရှိတဲ့အကြောင်းကိုအရှင်မဂဒဘာကြီးကသွားလေးရှိတယ်တဲ့တရက်တော့အဲ့ဒီဝေလူဝန်ကြောင်းတဲ့အရှင်မဂဒဘာကြီးရောက်သွားတော့အရှင်အာနန္ဒမထေသူမြတ်ကအာယမဗန္ဒေကတ္တဘာယေနာအညတရော အာယာမဗန္ဒီကတ္တပါယေနအညတရောဘေကုနုပသယောတေနုပသင်္ကမိတ်တမအရှင်ဘုရားမဟာကတ္တပဘေကုနီမရေကြောင်းသွားရအောင်ဘုရားဒီလိုလေးလျှောက်ကေသတွန်အာဟုသောအာနန္ဒဘဟုကိဇောတွန်ဘဟုကရဏိယော အာနန္ဒာယေမင်းပဲသွားပါကွယ်မြတ်စွာဘုရားမင်းရအလုတ်ကျွေးဆိုတော့ဘဟုကိစ္စကိစ္စကလည်းအလွန်များဘဟုကရဏီယလုံစရာကိုင်းစရာတွေကလည်းအလွန်ပေါ်အဲ့ဒါကြောင့်မို့မင်းဟေးတဲ့ရှင်အာနန္ဒာမြ мян သွားပြီမြ мян ပြန်ခဲ့ဒီလိုပြောပြောချင်တာကရှင်မကသဗ္ဗကသူခေါ်တယ်မလိုက်ဘူးအရှင်ဘုရားပဲမြ мян သွားပြီမြ мян ပြန်ခဲ့ပါတဲ့ဒီလိုလေးပြော။ ောက်တကဒုတိယကျင့်ထပ်လျှောက်တယ်ဒုတိယကျင့်လည်းရှင်မာကတ္တပပယ်တယ်တတိယကျင့်ထပ်လျှောက်တယ်တတိယကျင့်လည်းပယ်သုံးကျင့်သုံးကလျှောက်ပြီလေရှင်အာနန္ဒာကမလျှော့ဘူးတဲ့ထပ်ပြီးတော့ပယ်တယ်အရှင်အာနန္ဒာကထပ်ပြီးတော့လျှောက်တယ်ဘလို့ညင်ညင်ညင်းလို့ရမှာမဟုတ်တော့ဘူးဆိုတာသိတယ်အရှင်မာကတ္တပကအဲဒါဆိုရင်သွားကြဆိုရဲ့မြန်မြန်သွားပြီးမြန်မြန်ပြန်ရအောင်ဆိုပြီးတော့အရှင်အာနန္ဒာနဲ့အတူဘိက္ခုနီတွေအကြောင်းကိုကြွသွားလိုက်တယ် ုံမဘိက္ခုနီမရေအများကြီးအရှင်မကသဘာကြီးကြွလာတော့ဝိုင်းပြီးတော့ရှ िख ိုးကြတယ်ရှ िख ိုးပြီးတော့မိသားအလုံးထိုင်ပြီးတော့နေကြဧကမန္တနိသိဏခေါ်တာဘိက္ခုနီယောဧကမန္တနိသိဏခေါ်တာဘိက္ခုနီယော အာယသမမဟာကသဘောဓမ္မိယကထာယတန္တသေတိသမတပေတိသမုတ်တေဇေတိသမဟံသေတိ အဲ့ဒီမှာရှင်မကသဗ္ဗကြီးကဘိက္ခုနီတွေကိုတရားဟောတာရှင်မကသဗ္ဗရဲ့ဘေးမှာထိုင်ပြီးတော့နေတဲ့အရှင်အာနန္ဒာကသဘောတွေကြားလိုက်တာရှင်မကသဗ္ဗဟောတဲ့တရားဘာတွေဟောတယ်လဲမိတဲ့တော့ရှင်မကသဗ္ဗကလည်းပဲစိတ်ငြိမ်ရာအရချင်းကပ်ခြင်းဖြင့်ငြိမ်ချမ်းတဲ့အကြောင်းတွေရောင်ရဲခြင်းဖြင့်ချမ်းသာတဲ့အကျိုးကျေးဇူးတွေချမ်းသာတဲ့အကြောင်းတွေဒါမျိုးတွေကိုအကျေတဝင့်ဟောတယ် အဲ့ဒီမှာရှင်အာနန္ဒာကလည်းသဘောကျဘိက္ခုနီအများစုကလည်းသဘောကျတောတော်အဲ့ဒီဘိက္ခုနီပိသတ်ထဲမှာထုံလတိတ်တာလို့ခေါ်တဲ့ဘိက္ခုနီမကသဘောမကျဘူးတဲ့အထာကောထုံလတိတ်တာဘိက္ခုနီအနတ္တမနအနတ္တမနဝါစံနေစာရေတိစိတ်แท้တင်ကြိတ်ပြီးတော့မကြည်နတ်တာတယ်မဟုတ်ဘူး ဗဇက်ကနေပြီးတော့ကိုအနတ္တမနအနတ္တမနဝါဇံနေဇာရေတီမကျေနပ်တဲ့အကြောင်းတွေကိုထုတ်ပြီးတော့ပြောဘယ်လိုပြောသလဲမေးလိုက်တော့ဂိမ်ပနာအယောမဟာကတဘောအယတအာနန္ဒထေရသဝေရေဟမုနီနောသမုကဓမ္မံပါတိတဗံမေညတိဩ ဒီမထေကြီးအလိုက်ကန်းသို့မသိလိုက်တာအရှင်အနန္တလိုပုဂ္ဂိုလ်ရဲ့ရှေ့မှာတရားဟောရလိုက်တာတရားဟောရလိုက်တာပေါ့သေယတာပိနာမသူစီဝါဏိဇကောသေယတာပိနာမသူစီဝါဏိဇကောသူစီဝါဏိဇကအအကုံစေသူစီဝါဏိဇကောအကုံစေကသူစီကာရတအလုတ်သူရဲ့အထံတော့ သူစိကာရတတန္တိကေသူစိဝိကေတဗ္ဗံမင်းကြီးအလုသူရဲ့ဓမ္မလာပြီးအယောင်နေသလိုပဲတဲ့ဒီလိုလေးပြောဗမာသကဘုံတရုတ်ပြည်သွားပြီးတော့အယောင်သလိုပဲပြောသလိုပေါ့ဒီမှာလဲသူစိကသူစိဝါဏိသကောသူစိကာရတတန္တိကေသူစိဝိကေတဗ္ဗံမင်းကြီးတဲ့ထုံလားတိတ်တာဒီလိုပြော အဲ့ဒီမှာအံဩလျာကောင်းတာကအရှင်မကသဗ္ဗကလည်းပြောသည်ဗျဂိန္ဓုကောအာနန္ဒအဟံသူစီဝါဏိသကောတွန်သူစီကာရောဥရာဟုအဟံသူစီကာရောတွန်သူစီဝါဏိသကောအနန္ဒာယေမင်းကအလုတဲ့လူလားငါရအာခံရောက်တဲ့သူလားငါကအယောင်သူလားမင်းကအလုသူလားဒီလိုမေးဒီလိုမေးတော့အဲ့ဒီမှာရှင် <laughs> အနန္တကပြောတယ်ခမဗန္ဒီကတ္တပဘာလောမတုကမောအရှင်ဘုရားသီခံပါဘုရားသီခံပါဘုရားမတုကမတွေရဲ့သဘောကို အရှင်အနန္တကအဲ့ဒီမှာ ပြောပြအဲ့ဒီမှာပြိဋ္ဌာန်ရှင်မကတ္တပကအနန္တယီဆိုပြီးတော့သူအကြောင်းတွေအကုန်လုံးပြောပြတယ်ဗျာအဲ့ဒီမှာတော်တော်များများအထူးအပြင်တော့ပထမဇန်ဒုတိယဇန်တတိယဇန်စတုတ္ထဇန်နောက်တကဘိဉ္ဉ6ပါးပေါ့ အဲ့ဒီတရားတွေကိုမြတ်စွာဘုရားသူကိုယ်တိုင်စိတ်တိုင်းကြဝင်စားလို့ရတယ်လို့ငါနဲ့အလားတရန်တူပဲအရှင်မကတ္တဗာလည်းပဲစိတ်တိုင်းကြဝင်စားနိုင်တဲ့စွန့်ရည်တတ္တိတွေရှိတယ်လို့ဘုရားကပြည့်တယ်သူနဲ့ဒီတရားတွေမှာဒန်းတူရှိတဲ့အကြောင်းဟောပြတာကို ပြောပြထားတာလေးကိုပြည့်တယ်အဲ့ဒီမှာသူပြန်ပြောအဲ့တော့ပြောချင်တာကဘာလဲမေးလိုက်တော့အရှင်မကတ္တဗာကြီး အများစုကပြိတ္တိသဘောကြတဲ့ထုံလတိတ်သားကသဘောမကြ။ဘာဖြစ်လို့လဲမေးလိုက်တော့ तू ကတရားနာကျင်တာကရှင်အနန္ဒာရဲ့တရားကိုနာကျင်တာ။ तू နာကျင်တဲ့မထေရကမဟောဘဲနဲ့ तू မနာကျင်တဲ့မထေရကခေါ်လို့ဒီစကားတွေပြောရကနေရှင်မာကတ္တပကို तू ကပြိတ္တိပြောတော့ရှင်မာကတ္တပကဒီစကားတွေပြန်ပြောတယ်။အဲ့တော့တနည်းအားဖြင့်ကြည့်ရင်တော့ရှင်မာကတ္တပကပြန်ပြောတာကိုကြည့်။ဘာနဲ့လားသရံတူသလဲမေးရင်သူတော်ကောင်းတို့တို့ ဘယ်ပုံစံပေါက်နေသလဲမေးလိုက်တော့မာနပေါ့ဒီလိုပုံစံဖြစ်နေတယ်သူပြောပုံကအရှင်ဘုရားသီးခံပါဘုရားသီးခံပါဘုရားဆိုတော့အာနန္ဒမင်းငြိမ့်ငြိမ့်နေဒီမျိုးသမီးတွေနဲ့ပတ်သက်ပြီးတော့မင်းကဲ့ရဲ့မခံရခင်မှာငြိမ့်ငြိမ့်နေငါပြောပြမယ်ဆိုပြီးတော့အဲ့ဒီမှာသူအကြောင်းနေဘုရားကသူ့နဲ့တရံနဲ့ထားပုံတွေကိုသူပြောပြအဲ့ဒါကိုပြိဿအစာတွေကဖြေကြတယ် ဘာကြောင့်လဲလို့မေးလိုက်တော့ဝါသနာကြံတာတဲ့အရှင်မကတ္တပါကမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးတို့ပြိသက်ကိလေသာပယ်တဲ့အခါမှာဝါသနာနဲ့တကဝဝါသနာတလေထုံအငွေ့မြမငွေ့မရေဝင်းဝင်းဖိတ်တော့ရွှေစိတ်ပြန်သိလွန်တန်ရှင်း၍မင်းမင်းပြည်စုကြည်ပြူကိုရောအလူတော်မှန်ပူဇော်ကိုခံယူတော်မူတိုင်းသောဤအကြောင်းကြောင့်လီမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့အရဟံဂုဏ်တော်မှာ ဝါသနာနဲ့တကွာကိတ္တတာတွေကိုပယ်လာယန္တာပုဂ္ဂိုလ်ကြီးများကတော့ပြည့်တယ်ဝါသနာကြံနေတဲ့အဒီဒိဋ္ဌိပဲပေါ့အဲ့တော့ရှင်မကတ္တဘကဖြစ်လျာဖြစ်လျာဘဝတိုင်းဘဝတိုင်းမှာတထေပညာတတ်အမျိုးမြတ်ဒါမျိုးတွေဖြစ်ခဲ့တော့ပြည့်တယ်ဒီပြောဆိုအကျင့်ကလေးကဒီမှာဝါသနာနေနဲ့ကြံတဲ့အတွက်ဒါကြောင့်ဒီနေရာမှာပြန်ပြောတယ်လို့ပြည့်တယ်တချို့ကအဲဒီလိုပြောကြပါ ဒါကဘာလဲလို့မေးလိုက်တော့အရှင်အနန္ဒာကပြိတဲ့ဘိက္ခုနီမအကြောင်းကိုခေါ်လို့ပြိတဲ့လိုက်သွားရင်လည်းဖြစ်ခဲ့တဲ့ဖြစ်ပျက်ကလေးတစ်ခုနောက်တကကြတော့ပြိတဲ့တတ္တမပရိဓုပကတုတ်ပေါ့တုတ်တန်နာမည်နဲ့ပြောရဲ့အရှင်အရှင်မကတ္တပကိုရောမြတ်ကြီးမြတ်စွာဘုရားအနီးရောက်တော့ရှောက်ပုံလေး ီရောက်ပုံရောက်ထားလေးကြီးလိုက်မယ်ဆိုရင်တော်ကောင်းတို့တို့ဒီတုတ်တန်ကြီးလိုက်အရှင်မကတ္တဗတ်တတ်တော်တော်တော်ကြီးပြီဘုရားလည်းတော်တော်ကြီးတဲ့အနေထားမှာရှိလိမ့်မယ်လို့ဥစဉ်တို့ဒီလိုထင်တယ်။ဘာဖြစ်လို့လို့မေးလိုက်တော့ရှင်မကတ္တဗတ်ရောက်ပုံကကောနုကောဗန္တိဟိတုကောပိစီယောယေနပုပ္ပေအပ္ပတရဏိစေဝသိက္ခာပရဏိအဟေသုံး <laughs> ကောနုကောဗန္တိဟိတုကောပိစီယောယေနပုဗ္ဗေအပ္ပတရဏီစေဝသိခာပရဏီအဟိတုံဘာဟုတရာစဘေကုအညာယသန္တဟိတုအရှင်ဘုရားဟိုးတုံကဟိုးတုံကဆိုတာရှင်မကတ္တပသာသနာဘောင်ဝင်္ကာစလို့မှတ်ကြည့်ကြပါစို့အဲ့ဒီအချိန်တုန်းကတဲ့အပ္ပတရဏီစေဝသိခာပရဏီအဟိတုံသိခာဘုတ်ကနည်းနည်းလေးတဲ့ ဘာဟုတရာဇဘိက္ခုအညာယတန်တဟိန္တုတဲ့ဒါပေမဲ့ယဟန္တာဖြစ်တဲ့ဥယေတွေကမြားတယ်သေကဗုဒ္ဓေနေတယ်ယဟန္တာဖြစ်တဲ့ဥယေတွေမြားတယ်သာသနာပါအစပိုင်းမှာကောနုကောဗန္တိဟိတုကောပစ္စယောတဲ့အဲ့ဒါဘာကြောင့်ပါလဲဖရာတဲ့ဒါလေးလျှောက်တယ်နောက်တကယေနေတရဟိဘဟုတရာနိဇေဝသေကဗရာနိ ယေနေတရာဤဘဟုတရာနိဇေဝသိခာပရာနိယခုအခာသိခာဘုတ်ေကတော့မြားတယ်အပတရာဇဗိခုအင်ညာယသန္တဟန္တိယန္တာဖြစ်တဲ့ပုဂ္ဂိုလ်တွေကနေသွားပြန်တယ်ကောနုကောဗန္တိဟိတုကောပြေစီယောအဲ့ဒါအကြောင်းကဘာလဲဖရာဒီလိုမေးလိုက်တော့ပြိတဲ့မြတ်စွာဘုရားဖြေတာသတ္တေသူဟာယမာနိတုတတ္တံမေအန္တရဒါယမာနိတု သတ္တေတုဟာယမာနေတုသတ္တမေအန္တရသတ္တမေအန္တရမာနေဘဟုတရာနိစေဝသိခာပရာနိဟွန်တိအပ္ပတရာသဘိက္ခုအညာယသတ္တဟန္တိခြေသာကတ္တပယိတတဝရိယတန်တမသူတော်ကောင်းတရားတွေစုပ်ယုပ်ပြီးတော့လာပြီဆိုရင်တရာတရားတွေစုပ်ယုပ်ပြီးတော့လာပြီဆိုရင်အပညာတွေဝရိယတွေစုပ်ယုပ်ပြီးတော့လာပြီဆိုရင် ဘဟုရဏီဇေဝသိခာပရဏီသိခာဗုဒ္ဓေမြပြီးတော့အပ္ပတရစဘေကုအညာယတန်ထန်းတိယန္နာပုဂ္ဂိုလ်တွေနဲရဟထုံဆံပဲတဲ့ဒီလိုလေးဘုရားပြောဟောဦးဇင်းတို့မန္တလေးစာသင်ပေးတယ်ဆရာသမားပြောဘူးတယ်မင်းတို့ငယ်ငယ်กว่าတဲ့ငါเจ้าနေကြတော့က ဆယ်ပါးဆိုရင်၉ပါးလောက်ကစာကြက်ဖို့ပြောစရာမလိုအခုနောက်ပိုင်းများกว่าတဲ့ဆယ်ပါးဆိုရင်၉ပါးလောက်ကကြက်ဖို့တိုက်တွန်းရတယ်သူ့အလိုလိုစာလုပ်ကျင်တာကတစ်ပါးလောက်ပဲဖြစ်တော်တော်ကွာလာတယ်ငါလူကြီးတဲ့ဆရာတော်ဒီလိုညည်းရတယ်အဲ့တော့ဘာဖြစ်တော့မေးလဲတော့เจ้าမှာစီကန်းတွေလည်းမြမြလာတယ်ပေါ့ဟိုတော့ကဥဒ္ဓုငငယ်ဖုံးမရှိဘူးခုကြတော့ဖုံးနေရှိတော့ဖုံးမကြည့်ရဘူးလို့အဒါမျိုးလေးတွေပေါ့ နကြမတက်ရဘူးတို့ဟာဘလူလူတွေမဆောင်ရဘူးတို့ MP4 တို့ MP3 တို့ဒါတွေမသုံးရဘူးတို့အများလားဝိသနုငငယ်တော့ငါအဲ့ဒါတွေလည်းမရှိဘူးအဲ့ဒီစည်းကမ်းတွေလည်းမရှိအဲ့တော့ခင်နဲ့ညီပြောတာပါသူတော်ကောင်းတို့တွေမြားလာတဲ့ကဒါတွေမြားလေလေအာယုန်တွေကပြားလေလေအာယုန်တွေပြားလေလေစာရဖို့ရန်လဲပဲခဲရင်လေလေတမာတိတွေလည်းပဲပြက်လေလေပေါ့အခုလည်းပဲမြတ်စွာဘုရားကအဲ့ဒီအဓိပ္ပာယ်မျိုးပါပဲ တတေတုဟာယမာနေတုတတံမိအန္တရဒါယတတံမိအန္တရဒါယမန္တောဘဝုဒ္ဒရာနိစေဝသိက္ခာပရာနိဟွန်တီတဲ့လူတွေရဲ့တန်တံမှာသူတော်ကောင်းတရားတွေဆုပ်ယုပ်ပြီးတော့လာပြီးဆိုရင်တရားတရားတွေဆုပ်ယုပ်ဝရိယတွေဆုပ်ယုပ်အာလုံးသူတော်ကောင်းတရားတွေဆုပ်ယုပ်ပြီးတော့လာပြီဆိုရင်အပ္ပတရဏိစေဝသိက္ခာပရဏိဗဟုတရဏိစေဝသိက္ခာပရဏိသိက္ခာဗုဒ္ဓေမြားပြီးတော့မှ အပ္ပတရာစဘိက္ခုအညာယတန်တဟန္ဒီယဟန္တာပုဂ္ဂိုလ်ဒီနေတာတဘာဝပါပဲကွာတဲ့ဒီလိုပြောနောက်တကမြတ်စွာဘုရားကပြောသေးတယ်နာဒါဝကတ္တပတ္တဓမ္မတာအန္တရတဏဟောတိယာဝနတ္တဓမ္မပတိရူပကံလောကေဥပိသတိကတ္တဝချက်သာကတ္တပယာဝခြင်းမြတ်လောက် သဒ္ဓမ္မပฏิရူပကံတရားတုသည်လောကေလောက၌နဥပ္ပေသတိမပေါ်သေးဘူးတာဝထိုတရားအတုမပေါ်သေးသမျှကာလပတ်လုံးသဒ္ဓမ္မသာသူတော်ကောင်းတရားရဲ့အန္တရဒါနံကွယ်ပဖို့ဆိုတာနာဟောတိမဖြစ်နိုင်ဘူးတရားအတုမပေါ်သေးသမျှကာလပတ်လုံးသူတော်ကောင်းတရားကွယ်ဖို့ဆိုတာလည်းပဲမဖြစ်နိုင်ဘူးတဲ့မြတ်စွာဘုရားဒီလိုပြောအဲ့တော့ပြောမြန်မြန်တွေးပေါ်သူတော်တရားတုတွေပေါ်လာပြီဆိုရင်တရားစစ်တွေကွယ်ဖို့ရန်အတွက် ဖြစ်နိုင်တယ်မြတ်စွာဘုရားကဗာနဲ့လောဥပမာပေးတယ်လဲမေးလိုက်တော့လောကကြီးထဲမှာရွှေတုတွေပေါ်လာပြီဆိုရင်အတုပေါ်မှာလူတွေကအစ်စ်လိုထင်ပြီးတော့အတုပေါ်ပဲမမော့သွားကြပြီးအစ်စ်ကိုပြိဿိမေ့သွားပြီဆိုရင်အတုတွေများလာရင်ပြိဿိသူတော်ကောင်းတရားအတုတွေသူတော်ကောင်းတရားအစ်စ်မှမဟုတ်တဲ့တရားတွေပရိယပฏิပတ် ပရိဝေဒစသည်ဖြင့်ဘုရားဟောဒေသနာတော်နဲ့အညီစစ်စစ်မှန်မှန်ဒီမဟုတ်တာတွေကိုလူတွေထင်ကြည့်ပြီးအဲ့ဒီနောက်မှာလိုက်သွားကြပြီးဆိုရင်တဲ့ဒါသာသနာကွယ်ဖို့ရန်အကြောင်းတစ်ခုပေါ်လာတယ်ပေါ့အဲ့ဒီမှာမြတ်စွာဘုရားကရွှေတုမပေါ်သေးသမျှကာလပတ်လုံးရွှေအစစ်ဟာတန်ဖိုးမကြအတုကိုစစ်တင်ပြီးအတုနောက်တစ်ခေါက်ခေါက်လိုက်ပြီးဆိုရင်အစစ်ကလည်းလူလူတန်ဖိုးကြသွားလိမ့်မယ် အဲ့ဒီသုတ်တံမှာဏိကုံးချုပ်ကတော့မြတ်စွာဘုရားကသာသနာမကွယ်ချောင်းတရားတဏိယပြင်ပြောရင်သာသနာကွယ်ချောင်းတရား၅ပါးအရင်ဟောပြီးတော့မှသာပြောင်းပြန်အပြင်သာသနာမကွယ်ချောင်းတရားနဲ့အဲ့ဒီသုတ်တံမှာဏိကုံးချုပ်သာသနာမကွယ်ချောင်းတရားကဘာလဲမေးလိုက်တော့ဣဒကတဘာဘိက္ခုဘိက္ခုနိယောဥပါတကဥပါတိကာယောတတရိတကာရဝဝိရန္တိတပတိတ္တ ဘိက္ခုဘိက္ခုနီဥပါဒကဥပါသိကမှာဒီပိဋိသ၄မျိုးဟာတထရိသကရဝဝိဟရန္တိဝိဟအပတိတမြတ်စွာဘုရားပေါ်မှာကြည်ညိုခြင်းယုတ်သေးခြင်းလေးစားခြင်းရှိနေသည်ဖြင့်သာသနာမကွယ်ဘူးပေါ့ဓမ္မေသကရဝဝိဟရန္တိသပရိသတရားပေါ်မှာကြည်ညိုယုတ်သေးခြင်းယုတ်သေးနေသည်မြတ်ကာလပတ်လုံးသာသနာမကွယ်တံဃေတကရဝဝိရန္တိတပ္ပဋိတံတံဃာရောရှင်သူမြတ်တေရဲ့အပေါ်မှာ ယုတ်သေးလေးသာနေတဲ့၍သာသနာမဝဲဘူးနောက်တကသိခာယသာဂရဝဝိရဏဒီသပရိဒ္ဓသိခာသုံးပါအကျင့်တရားပေါ်မှာယုတ်သေးခြင်းလေးသာခြင်းရှိ နေသမျှကာလပတ်လုံးသာသနာမကွဲနိုင်ဘူးတမာတိသမိန်သာဂရဝဝိရဏဒီသပရိဒ္ဓတဲ့တမာရီတရားပေါ်မှာလူတွေကယုံကြည်ခြင်းလေးသာခြင်းရှိနေသဖြင့်ကာလပတ်လုံးသာသနာမကွဲနိုင်ဘူး အဲ့တော့မျောမြန်ပြန်တွေးပေါ်သတော်ကောင်းတွေဘိက္ခုဘိက္ခုနီယောဥပါဒကဥပါတိကအဲ့ဒီပိဋက၄မျိုးကဖရာပေါ်မှာယူခြင်းယူသေးခြင်းလေးစားခြင်းမရှိဘူးတရားပေါ်မှာယူသေးခြင်းလေးစားခြင်းမရှိဘူးတန်ခါပေါ်မှာယူသေးခြင်းလေးစားခြင်းမရှိဘူးအကျင့်ရဲ့ပေါ်မှာယူသေးခြင်းလေးစားခြင်းမရှိဘူးတမာရိရဲ့ပေါ်မှာယူသေးခြင်းလေးစားခြင်းမရှိဘူးဆိုရင်အဲ့ဒါသာသနာကွယ်လိမ့်မယ်တဲ့ဘုရားကသာသနာမကွယ်ခြင်းဘူးဆိုရင်တော့ပြိတဲ့တတ္တရိတဂရဝဝိဟရန္တိတပ္ပရိတ္တ ဓမ္မေသံဃေသကရဝဝိရန္တိသပရိသဖယတရားသံဃသိခာနဲ့တမာတိအဲ့ဒီတရား၅ဘောပေါ်မှာယူယဟန်နေယဟန်မတွေအမျိုးသားတွေအမျိုးသမီးတွေဒီလူတွေဟာပြိတဲ့ယိုသေးခြင်းလေးစားခြင်းရှိနေသရွေ့သာသနာမကွယ်နိုင်ဘူးလို့ပြိတဲ့ရှင်မာကတ္တပကိုမြတ်စွာဘုရားပြောပြပါတယ်တရားချက်ကင်းသတော်စင်များအဲ့ဒါကြောင့်မြင့်မြတ်တဲ့ စိတ်ထားရှိတဲ့ရှင်မာကတ္တပဘဝနဲ့ဓမ္မကိုဒီတစ်ပတ်မှာပြည့်တဲ့ထုံလန်တိတ်တာနဲ့အရှင်အနန္တကိုရောမြတ်ကြီးပင့်လို့ဘိက္ခုနီเจ้าမှာသွားတဲ့ဖြစ်ပြက်နောက်တကပြည့်တဲ့ရှင်မာကတ္တပကိုယ်တိုင်ကဖရာကို မေးခဲ့တဲ့အကြောင်းအရာလေးတွေကိုဟောပြပါတယ်ဒီကဲ့သို့အကြောင်းတရားများကိုကြားနိုင်ရပြီးတော့မှတရားချစ်ခင်သူတော်စင်များလည်းပဲမိမိတို့ရဲ့ဘဝကိုဓမ္မနဲ့တည်ဆောက်နိုင်ကြတဲ့ပုဂ္ဂိုလ်များ ဖြစ်ကြပါစေလို့ဆုတောင်းပေးရင်လည်းပဲဒေသနာနှီးကုန်ကံပါဖုံးကြပါစို့ဤမန္တမဒေသနာဤတရားဒေသနာတော်ကိုတုတ်တဝါနာကြားနာရပြီးတော့မှဒုံမီတရားကိုချစ်ခင်စိတ်ကောင်းဝင်ကြကုန်တော်သင်္သူတော်ကောင်းပေါင်းတို့မှာဒုံမဲကံလမ်းမနှီးမခยีမကိုဝိဝုစေတဝါဆောင်ရှာနိုင်ကြကုန်သည်ဖြစ်၍ဒုံမဲကံလမ်းမနှီးမခยีမံကိုဥုံဆောင်ဖြောင်းပြောင်းမတ်မတ် ယံတုကောင်းစွာမသွေလိုက်သွားနိုင်ကြပါစေဂုံတရီ